က်ကြော်ဖက်သမင်းလေးมาတယ်ဆိုလို့ရှိရင်ဒီကြက်ကြော်လေးရဲ့နောက်ဦးဆိုရင်သူ့အနှစ်လေးရဲ့ပေါ့နော်အနှစ်လေးရဲ့ပြီးရင်အမတို့ချင်မောင်ကြော်လေးရဲ့ဖလက်ချောင်ကြော်လေးရဲ့အမတို့ပုံပေးပါတယ်တချို့ໃຊတဲ့ဟာလေးတွေလည်းပုံပြီးစားလို့ရပါတယ်เนาะ ဆိုတော့ပထမင်းမမာဘူးဆိုရင်လည်းဒီမှာကချင်ချက်လေးတွေအမတို့ဒီမှာမျိုးစုံရှိပါတယ်။အဲ့ကချင်ချက်လေးတွေနဲ့ခရယာညင်းပန်ဖေးပြောငရုတ်တီထောင်းလေးရဲ့ပြီးရင်ဟင်းလော်လေးတွေအဲ့ဒီလိုလဲအမတို့ကချင်လိုလဲစားလို့ရတယ်။ဟိုပုံပုံပြီးမှပေါ့နော်ကချင်ချက်မျိုးမျိုးနဲ့လည်းစားလို့ရတယ်။ မရှင်မှာကြက်ကြော်ဖက်ထမင်းနဲ့ဆိုရင်ကျမ12000ယူပါတယ်။သူကအများနဲ့မာမယ်ဆိုရင်အမ11000ယူပါတယ်ရှင်။ဟုတ်ကဲ့ပါ။ဒါလေးတွေကတော့ကျမစိုက်မှာပေါ့လေ။ဒီဖက်ထမင်းကိုကြက်ကြော်နဲ့လည်းစားလို့ရတယ်လို့အမရှင်မှာကချင်ကြက်လေးတွေနဲ့လည်းဒီဟာကိုဖက်ထမင်းတွေကိုမာလို့ရပါတယ်။ကချင်ကျက်လေးနဲ့ဆိုအမတို့ကချင်ပြည်နယ်မှာဆိုရင်ပန်းဦးငရုတ်ဒီတောင်လေးရဲ့ခန်းညင်းလေးပန်းထေပြောင်းနဲ့ပန်းဦးလေးထောင်းထားတာရဲ့နောက်ပြီးတော့ ဘာလဲဟင်းဟင်းစုံတော်လေးရဲ့အဲ့ဒါလေးနဲ့လည်းဒီလိုဖက်သမင်းလေးကိုမာလို့ရတယ်ဘာလို့လဲဆိုတော့တချို့တွေကဟိုအရာဘရစားကျင်တဲ့လူတွေဆိုဖက်သမင်းလေးနဲ့ဆိုရင်အနှစ်လေးကလည်းပုံပြီးသားဟိုကလုံးပေါ့လေဒါပေမဲ့ပါစက်မာရင်ကြတော့အမဒီလိုလေးမလုပ်ပေးပါဘူးသူ့ရဲ့ဘူးလေးတွေတက်တက်လေးနဲ့အကုန်လုပ်ပေးတယ်ဒီဖက်ကိုပဲသမင်းနဲ့ထုတ်ပြီးတော့အဲ့ဒီဟိုကလေအဲ့မှာအိမ်ရောက်မှပုံစားလို့ရအောင်ပေါ့လေသမင်းတွေပွားတော့မှဆိုလို့အမအဲ့လိုလုပ်ပေးပါတယ်ရှင်ဟုတ် ဟောဟုတ်ကဲ့ပါကျွန်မဒီကြက်ကြော်နဲ့ဆိုရင်ဖက်ထမင်းကဒီမှာလာစားရင်ကျွန်မတောင်းနှထောင်ယူပါတယ်ဟိုဟာလေးဟိုဘူးရီများတယ်ပေါ့နော်ကျွန်မကိုမာတာများတယ်ဆိုရင်ကျွန်မတောင်းတထောင်နဲ့ပေးပါတယ်ပြန်ဒီဖက်ထမင်းကိုအဟင်းဟိုအမတို့ဆိုင်မှာရှိတဲ့ဟင်းတွေအစုံနဲ့စားလို့ရပါတယ်။နောက်ဟိုဟာလေးကချင်ချက်တွေနဲ့လည်းစားလို့ရတယ်။နောက်ဗမာချက်လည်းစားလို့ရတယ်။ဒီဝက်သားနတ်စိတ်သားနတ်ပေါ့လေ။ဟိုစားကျင်တဲ့ဟင်းအမဆိုင်မှာရှိတဲ့ဟင်းအကုန်လုံးနဲ့ဖက်ထမင်းကပုံစားလို့ရပါတယ်။သမီးဟုတ် ဟုတ်ကဲ့ကျွန်တော်တို့ဆိုရင်အခုဘာလဲပါဆက်ထုတ်တဲ့ဟာတွေဆိုအားလုံးကဖက်နဲ့ထမင်းနဲ့ထုတ်ထားတဲ့အတွက်ကြောင့်မို့ဖက်ရဲ့အနံ့ပေါ့လေဖက်တင်းတင်းလေးနဲ့စားရတာပေါ့နော်အဲ့ဒါလေးတချို့ကပုံတဘောကြားတဲ့လူလည်းရှိတာပေါ့ဒီတိုင်းလေးဟိုဒီတိုင်းမှာစားတဲ့လူတွေလည်းရှိပါတယ်အမဆိုင်ကအမျိုးမျိုးရှိပါတယ်ဒီမှာလေးဟုတ်သူကတော့ဒီကျမရှိမှာဖက်ထမင်းလာစားလို့ရှိရင်ကြက်ကြော်နဲ့စားတာတွေများတယ်ကချင်ကြက်နဲ့စားတာတွေများပါတယ်ရှင်ဟုတ်ဟုတ်စားရုံနဲ့ခါမှာဟိုလူကြိုက်တွေအရမ်းများလာတာ က်ကြတယ်ဆိုတော့ပေါက်ကက်ကြီးကြတာဟုတ်ကဲ့ပါသူတို့ကတော့ဟိုတချို့ကတော့စားကောင်းတယ်ပြောတာရောများပါတယ်เนาะဒါပေမဲ့လည်းဆိုင်ဆိုတော့လေဟိုနည်းနည်းပေါပါရှိတာလေးတော့ရှိတာပေါ့တချို့တွေဟိုဘာလဲဒီဟင်းအညာလေးတွေဆိုရင်ဟိုဈေးများတာတို့ဘာလို့ပြောတာကြားရတယ်ဒါပေမဲ့လို့ကျမကဘာလို့လဲဆိုရင်သူလူတွေအများကြီးလာစားတဲ့အချိန်မှာသုံးလေးပွဲစားရင်အမအများကြီးလျှော့ပေးပါတယ်ဟိုတပွဲကိုလုံးဝပတ်စံမယူတာတို့ဘာလို့အဲ့လိုလုပ်ပေးတယ် အမကိုယ်တိုင်ကဒီလိုဈေးများတာတော့မဟုတ်ပါဘူးကျမတို့ဝယ်ရတဲ့ဈေးလေးတွေလည်းကိုယ်ဈေးလုံးကြီးတဲ့အတွက်ကြောင့်မို့ကျမတခုတခုဆိုရင်လေအားလုံးမများတော့အမတခုတခုမှာ short ပေးတာတွေအများကြီးရှိပါတယ်ပြန်အမချက်ဗမာချက်ပါပဲညီမလေးနော်ဟုတ်သူကတကောင်ကိုဆိုလေးလေးချမ်းမရပါတယ်သူကဒီ6တေလက်တွေပါတယ်ဆိုတော့အကုန်လုံးဟိုတိတ်မရဘူးပေါ့နော်ကောင်းနေဆိုရင်ဟုတ်ကဲ့ပါဟုတ်အတားကြီးပဲလေးချမ်းကိုကျမတို့လုတ်ထားတာပါဟုတ် အဲ့လိုတော့မရှိဘူးချင်းကျမဖက်ထမင်းကိုစရောင်းတဲ့နေ့ရစပြီးမှဖက်ထမင်းနေ့တိုင်းရပါတယ်သူဒီလိုအကြော်တွေနဲ့မစားကျင်တဲ့လူဆိုရင်ကချင်ချက်လေးနဲ့လည်းစားလို့ရပါတယ်ရှင်ဟုတ်ဟုတ်အဲ့လိုတော့မသိဘူးတချို့ကတော့ပုံမှန်တော့မရှိဘူးကွာတချို့ရုံးကလူတွေပဲဖြစ်ဖြစ်ဘယ်လိုဟိုပေါ့မစားကျင်တဲ့လူတွေဆိုအမကိုဒီဖက်ထမင်းကိုပွဲ၄90ဆိုရင်အမကိုတနာရီလောက်တော့အချိန်ပေးရပါတယ်ဘာဆိုတော့ဖက်ထုတ်တာနဲ့ဗာနဲ့ဆိုရင်လေတချို့လည်းမာကြပါတယ်အဲ့လိုညီမလေးဟုတ်ကဲ့ ဟုတ်ကဲ့ပါဒီဖတ်သမင်းတွေကိုမာမယ်ဆိုရင် တော့အပွဲကြီးအများများတယ်ဆိုရင်အမကိုရက်ကြိုမာပေးပါဒီတရက်နှစ်ရက်လေးတော့ကြိုမာပေးပါဒါပေမဲ့၄50မျိုး100မျိုးကတော့အမကိုတနာကြီးလုံးဖုံနှစ်နာရီကြိုပြီးမှမှရင်ရပါတယ်ရှင်ဟုတ်ကဲ့ပါဒီဖတ်သမင်းတပွဲမှာဆိုရင်အမတို့ကဒီမှာထည့်ပေးတာဆိုရင်ဒါဟိုပါဘောဘလက်ချောင်ကျော်လေးဒါချက်မောင်ကျော်လေးသူကအနှစ်ကလေးတကယ်လို့ပါဆယ်มาမယ်ဆိုရင်လည်းအမကဒီဟာလေးကလည်းအနစ်ကသူ့ဘူးနဲ့သူလာတယ်ဘလချောင်ကျော်လေးလည်းသူ့ဘူးနဲ့သူပေါ့ဒီ ချမောင်ကျော်လေးလည်းသူ့ဘူးနဲ့သူပြီးရင်ဟင်းရီပါအမတို့ကသူ့ဘူးနဲ့သူအကုန်လုံးအားလုံးတစ်ဆက်ပေါ့နော်လက်အေကာဆာဇွန်အကုန်ပါပြီးသားပါဆက်ဟုတ်ကဲ့ပါအနစ်ကိုကလားသူကရေချက်သားအနစ်တက်တက်လည်းထည့်တယ်အဲဒါခါကျရင်တမတို့ဒီဖက်ထမင်းအနစ်ကိုလေတက်တက်ချက်ထားတာပါအဲဒီပွဲရည်များတဲ့အချိန်တိုင်းတော့ဒီပွဲရည်နိုင်တော့ဒီကျမချက်သားချက်ထည့်ရအနစ်ကိုဒီမှာတချို့လေဆန်းကျင်တဲ့အနစ်ပေါ့ချက်သားချက်အနစ်မှမဟုတ်ဘူးသူဟိုဆန်းကျင်တဲ့အနစ်ဆိုင်မှာရှိတဲ့အနစ်အကုန်ဆန်းလို့ရပါလေဆက်ဟုတ် ယေရှုယေရှုတင်တဲ့အကြောင်းပြောရမှာဆိုရင်တော့ညီမလေးတို့ကိုလည်းယေရှုတင်တယ်လို့ပေါ့နော်အမချီမှာဟိုဗာဟင်းလေးပဲအမရောင်းရောင်းပေါ့နော်ကချင်ချက်လေးရောင်းရင်လည်းကချင်ချက်လေးလာအားပေးကြတယ်ပေါ့နော်ဒီဗမာချက်မှာဒီငပိလေးနဲ့ဆိုလဲတချို့ကဒီဗမာချက်လေးကိုကြိုက်ကြတာပေါ့အဲအဲ့လိုလေးလာအားပေးကြတယ်နောက်အုံထမင်းရောင်းပြန်ရင်လည်းအမအုံထမင်းအားပေးကြတယ်ပေါ့နော်အားလုံးကဒီညီမအစစာရောင်းရင်လည်းတို့အရန်ကလည်း၃လေးမျိုးထည့်ပေးတာကိုအဲ့ဒီ၃လေးမျိုးနဲ့ ါမှမဆိုအမရောင်းတဲ့ဟာလေးတွေအားလုံးလာအားပေးကြတာကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ပြီးတော့အမဆိုင်လေးကိုလာမယ်ဆိုရင်ကတော့ဒီတောင်ဥက္ကလာ၄ရက်ွက်မှာပြီးရင်စာက16လမ်းထိပ်ပေါ့ဟိုလမ်းကြောင်းလေးဆိုရင်တော့ဝေစီယံတန်လမ်းကနေဝင်မယ်ဆိုရင်ပါရမီနဲ့တစ္ဆာကြားမှာအမဆိုင်လေးရှိပါတယ်ဒီအမတို့ဆိုင်လေးကတော့တကယ်တမ်းကဖက်ကန်ဆိုင်တောင်ပေါ့ကချင်ပြည်နယ်ဖက်ကန်ဆိုင်တောင်အမဖွင့်တဲ့မွေးမိသားစုမြန်မာသမင်းဆိုင်ရဲ့ဆိုင်ခွဲလေးဖြစ်ပါတယ်ဒီဆိုင်လေးကတော့ အော်ငကိုပေးရင်ဆိုင်ကတော့ကျွန်တော်တို့အဲ့ဒီဖက်ကတ်မှာပဲရှိတာပေါ့နော်အခုဒီမှာကတော့ကျွန်တော်တို့စရောင်းတာတနည်းပြေပါတော့မယ်ညီမလေးဟုတ်ဟုတ်ကဲ့ပါဆင်ဒါလေးကတော့တပွဲကိုတောင်းနဲ့ထောင်မှာအဝစားပေါ့ဒီဒီတပွဲတည်းပြင်ထားလို့ဒီဟာတပွဲတည်းမဟုတ်ပါသမင်းလိုက်လို့ရရတယ်အနစ်လိုက်လို့လည်းရတယ်ဆိုင်မာလာစားရင်အလုံးအဲ့ဘာလိုက်လို့ရတယ်ဒီအသားမပါတာလွဲ့အလုံးအဆင်ပြေအောင်လုပ်ပေးပါတယ်ညီမလေးဟုတ် ပါဆယ်ဆိုရင်လည်းကျွန်တော်တို့အဲ့ထမင်းပူထဲမှာထမင်းကတော့ထမင်းအထုပ်ကလည်းအကြီးဆိုတော့သူတို့ဝါပါတယ်အဲ့ထမင်းထဲမှာဘလက်ချောင်းကျော်တပူပါတယ်ချက်မောင်ကျော်တပူပါတယ်ဒါမှမဟုတ်နောက်ကြက်ကျော်တပူပါတယ်အနှစ်တပူပါတယ်ပြီးရင်ကျွန်တော်အတုံးမြုပ်ကလေးတွေပေါ့နော်တည့်ရတီးတို့တဖားတီးတို့လေးမြုပ်တီးအစုံပါပါတယ်ဆင့်အဲ့ထဲမှာဘယ်နေရာမှာမဲသွားဆဆဆလို့ရအောင်လက်အိတ်ကလေးတွေဇွန်းလေးအကုန်ပါပြီးသားပါညီမလေးကျေးဇူးတင်ပါတယ်ညီမလေးတို့လည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်အားပေးတဲ့သူတွေရောပေါ့နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်